ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ27ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုံတင်ဆက်ပေးခြင်းတကတော့တက်ဖွဲ့ဒီပိုင်းခေါင်းဆောင်နှစ်ဦးကြီးမားတဲ့ပြစ်မှုမျိုးစားကျွလွန်ထားလို့ဖန်စီရေးယူထားကြောင်းမန္တလေး PDF ထုတ်ပြန်ခဲ့ပြီးစီရေးဌာနကြီးမှုကိုမုံတိုင်းနဲ့ဘန်နာရှာပွေရေးဌာနကြီးမှု ိုနိုင်ကြီးတို့ဟာတံပိုးကြီးတဲ့တက်ပိုင်ဘန်နာပစ္စည်းချုပ်စီကန်ချူဖောက်ထုတ်ယူပြီးပြန်မအပ်သေး၍ဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF ရဲ့ဘူဥဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဘန်တာရှာဖွေရေးဌာနကြီးမှုတို့ကိုတာမန်စီကန်ဖောက်ဖျက်မှုမဟုတ်တဲ့ကြီးမားတဲ့ပြစ်မှုအမျိုးအစားကျွလွန်ထားတာကြောင့်ဖန်စီအေးအေးယူထားကြောင်းမန္တလေး PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။ သူတို့နှစ်ဦးဟာကာလတန်ဖိုးကြီးမားတဲ့တက်ပိုင်ဘန်တာပစ္စည်းအချို့ကိုတက်ရဲ့စီမင်းစည်းကမ်းနဲ့လှုပ်ထုံလုံနီတွေကိုချိုးဖောက်ကာတရားမဝင် ထုတ်ယူသွားခဲ့တာကြောင့်အပြစ်ရှိကြောင်းအပြစ်ခံယူရမှာဖြစ်ကြောင်းကာယကံရှင်တွေကိုယ်တိုင်ပါဝင်တဲ့2025ခုနှစ်ဩဂတ်စ်လဘိုးဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ဘန်တာပစ္စည်းတွေကိုတက်ထံကိုအမြန်ဆုံးပြန်လည်အနှံ့ရမယ်ဆိုတော့ကိုလည်းဆုံးဖြတ်ခဲ့တယ်လို့အတည်ပြုပါတယ်။ စက်တင်ဘာလမှာကျင်းပခဲ့တဲ့တက်မိုးများ6လပတ်စုံကြီးအစည်းအဝေးမှာလဲဘိုးဥဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်တွေကိုထပ်လောင်းအတည်ပြုခဲ့ပေမယ့်တော်လိုင်းကြီးအချင်းလေးရ၎င်းကာယကင်ရှင်ဦးရဲ့မြစ်တာရက်ခံတင်ပြချက်ရ၎င်းအခြားထောက်ရှုရမယ့်ဂျီနီများရ၎င်းပြစ်ဒဏ်များကိုလက်တွေ့ချမှတ်ခြင်းမပြုသေးပဲယာယီဆိုင်ငံကေကြောင့်ဖော်ပြပါတယ် ဒါပေမဲ့ယခုချိန်ထိဘန်ဒါပစ္စည်းများကိုတက်ထန်ပြန်လဲအနှံ့ခြင်းမရှိသလိုဘယ်လိုဖြည့်ရှင်းမှုအတိပေးပြောဆိုမှုမရှိလို့အရေးယူခဲ့ရတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ဤပြစ်မှုသည်တပ်ဖွဲ့တွင်တာမန်စီမင်းစီကန်ချူဖောက်မှုအဆင့်ကိုကြောင်းလွန်ကကြီးမားသည့်ပြစ်မှုအမျိုးအစားအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်ဟုကနအူးအဆင့်ကောက်ချက်ချနိုင်ပါသည်လို့ MDY PDF ကထုတ်ပြန်ပါတယ်။ ဒါကြောင့်ပြည်သူ့ကာကွယ်တပ်မတော်စီယူးချုပ်ကိုတင်ပြကကိုမုံတိုင်းနဲ့ကိုနိုင်ကြီးကိုနိုဝင်ဘာလ15ရက်နေ့မှာစတင်ပြီးလက်ရှိတပ်ရဲ့တာဝန်အားလုံးကရက်ဆက်ကနှစ်ဦးစလုံးကိုလက်နက်ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိမ့်သိမ်းထားရှိတာစတဲ့အပြစ်ပေးရေးယူထားတယ်လို့ဖော်ပြပါတယ်။ဤတပ်ဖွဲ့ဝင်နှစ်ဦးသည်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်များဖြစ်နေသည့်အပြင်ပြည်မှုဤတဘောတဘာဝအရဤအမှုကိုတာမန်တပ်တွင်စီရင်ဆုံးဖြတ်မှုဖြင့်စောင်ရွက်ရန်မသင့်သောကြောင့် အထက်ယုံဖြစ်သောပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကအမှုတွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်ရန်တရင်ပို့တင်ပြထားပြီးလည်းဖြစ်ပါသည်လို့ MD1 PDF ကထုတ်ပြန်ပါတယ်။အခုလိုစီကံထိန်ထိန်ချင်းနဲ့အပြစ်ပေးရေးယူခြင်းတို့ဟာတာမန်အဖြစ်တတွင်ကိစ္စများသာဖြစ်လို့အများပြည်သူကိုအတိပေးထုတ်ပြန်လို့မရှိပေမလဲ။ယခုဖြစ်စဉ်အကြောင်းပြုပြီးမလိုလားအပ်တဲ့တရင်ချက်လက်လွဲမှတွေ တော်လိုင်းရဲ့အကျိုးကိုထိခိုက်စေမဲ့ကောလာဟာလာအမားတွေပေါ်ပေါက်လာမဲ့အရေးအယံတွေကြားသိရလို့တော်လိုင်းရဲ့အကျိုးကိုရှေ့ရှုပြီးတရင်ထုတ်ပြန်ရတာဖြစ်တယ်လို့လည်းရှင်းလင်းထားပါတယ်။အခုလိုတော်လိုင်းရဲ့ခက်ခဲကြမ်းတမ်းသောအခိုက်အတန့်ကာလာမျိုးမှာတော်လိုင်းရဲ့အကျိုးကိုထိခိုက်စေမဲ့တရင်ချက်လက်လွယ်အမားတွေမဖန်တီးမပြန့်ပြူးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်။အခုလိုကာလာမျိုးမှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာတစုံတရာအနောက်ရှက်ဖြစ်စေမဲ့ဖြစ်စဉ်သတင်းမျိုးပေါ်ပေါက်စေတဲ့အတွက်လဲ MDY PDF ကပြည်သူလူထုတွေကိုတောင်းပန်ခဲ့ပါတယ် ပြည်သူ့နေဦးတော်လှန်ရေးကြီးကပောက်ဖွာလာတဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာတပ်ပုံကြစစ်ပုံကြတဲ့တပ်ဖွဲ့တည်းရဖြစ်စေဖို့အစွမ်းကုန်ကြိုးပမ်းတည်ဆောက်နေကြောင်းမန္တလေး PDF ကအတည်ပြုထားပါတယ်မန္တလေး PDF ဟာတပ်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာတပ်ဖွဲ့ဝင်များအကြောင်းတာဝန်ရတုအစစ်တပ်မကွဲကြပဲအပြစ်ရှိသူကိုအပြစ်လျောက်ထိုက်တင်တယ်လို့အပြစ်ပေးရေးယူခြင်းကျင့်ဝတ်စည်းကမ်းထိမ့်သိမ်းချက်မှတ်ခြင်း disciplinary action ဟာလည်းအထူးအရေးကြီးတဲ့ကန်တာတရက်အနေနဲ့ပါဝင်တာနဲ့အညီမိမိတို့တပ်ဟာ တက်တွင်းစီကံထိန်ထိန်ကြက်မှချင်းကိုအထူးအလေးထားဆောင်ရွက်လေရှိကြောင်းသိရှိရပါတယ်မန္တလေး PDF ဟာတပ်ဖွဲ့ဝင်များကြားတောင်းဝန်ရာထူးအဆင့်အတန်းမခွဲကြပဲအပြစ်ရှိသူကိုအပြစ်အလျောက်ထိုက်တင့်တယ်လို့အပြစ်ပေးအရေးယူတာကျေဝတ်စီကံထိန်ထိန်ကြက်မှတာအပါဝင်တက်တီဆောင်ရွက်လုပ်ငန်းစဉ်ကိုပုံမအာယုံဆိုင်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ဒါအပြင်ပြည်သူ့နေဦးတော်လှန်ရေးကြီးရဲ့အန်ဒီမပန်းတိုင်ဖြစ်သောဒန်တူမှုနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်မစုံမနစ်ဆက်လက်ကြီးတက်တိုက်ပွဲဝင်သွားမယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နှစ်နေရာကျော်ထောင်တန်းချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ပတ်ကပ်ဖတ်တွေရုပ်ရှင်ဆက်ဆံတိုက်ခိုက်ကဲထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်း6မြို့မှာစစ်ကောင်စီအတိအကတောက်တိုင် ချောက်မြို့စီပင်တရားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ပြစ်ခတ်ရှင်းလင်းမှုနဲ့အဖမ်းခံခဲ့ရပြီးထောင်ဒဏ်နှစ်230ကျော်ချမှတ်ခံထားရတဲ့မြို့ပြပျောက်ကြားရဲဘော်ကိုထောင်ကိုပို့ဆောင်စင်မှာ PDF ပကဖားနဲ့တော်လိုင်းပူပေါင်းတက်တွေကရုပ်ရှင်ဆန်းဆန်းကြားဖြတ်တက်ခိုက်ပြီးကဲထုံနိုင်ခဲ့ပါတယ်။ချောက်မြို့နယ်ပကဖားလက်ယုံစစ်ကြောင်းချောက် Gorilla Force ကရဲဘော်နှစ်ဆိုင်ခေါ်မိုးညိုကိုနိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာကဲထုံနိုင်ခဲ့တာပါ။ရုပ်ရှင်ဆန်းဆန်းပဲရေစကန်ကနေထောင်ကိုပို့မဲ့တရင်ရလို့ တောထဲမှာလေးရတိတိစောင့်ပြီးမှကြားဖြတ်တက်ခိုက်ခဲ့တယ်လို့ဒီဖြစ်စဉ်ကိုသိတဲ့တော်လိုင်းရဲဘော်တအုပ်က Pepper Spring ကိုပြောပါတယ်။ရဲဘော်မွန်ညိုဟာပြီးခဲ့တဲ့2022ခုနှစ်မှာချောင်းမြို့စီပင်တရားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဘုံဦးတန်းစင်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။စစ်ကောင်စီကပုံမှန်မျိုးစုံတက်ခဲ့ပြီးထောင်တန်းနှစ်ပေါင်း180တကြိမ်68နှစ်တကြိမ်ချမှတ်ထားပြီးနောက်ထပ်အမှုတွေတက်ဆွဲခံထားရသူလည်းဖြစ်ပါတယ်။ ထောင်တဲကနေထုတ်ပြီးစစ်တာရေစကန်ကနေထောင်ပြန်အပုတ်မှာဖျက်တိုက်တာလို့ကာကွယ်ရေးဘော်တူကပြောပါတယ်။နိုဝင်ဘာလ17ရက်နေ့မနက်ကချောင်းမြို့နယ်ရေစကန်ကနေရင်းနှံကျောင်းနယ်မကွေးမြို့ကြားမှာရှိတဲ့ဒေါင်းနေအချင်းထောင်ကိုလုံခြုံရေးကာဒစီပြူစောတီကာဒစီစစ်စုပေါင်းကာနစီနဲ့လုံခြုံရေးယူပြီးပို့ဆောင်စင်မှာကြားဖြတ်ကဲထုတ်ခဲ့တာဖြစ်ပါတယ်။အန်ဇာတုံးကနေမက်တူကာဒစီပါတယ်။အချင်းသားကားကိုမိုင်းဆွဲတက်ခိုက်တာမဟုတ်ဘဲနောက်ကစောင့်ချက်လိုက်ပါလာတဲ့မက်တူကားကို ြီးတဲ့အခါအကျဉ်းသားတွေပါတဲ့အင်ဆာလုံးကားကိုရက်သွောင်းအောင်ပစ်ခတ်မှုလုပ်တယ်။ကားကတော့ရက်မတော့ဘူးလို့6 Gorilla Force ချောင်းမြုံနဲ့ပကဖလက်ယုံစစ်ကြောင်းမှုကိုဖြိုးထန်နိုင်က ပြောပါတယ်။လွမြောက်လာတဲ့ရဲဘော်ကကိုရဲဘော်တွေလာကဲတင်တာသိတဲ့အတွက်တကားနာမှာလည်းရှိနေတဲ့အတွက်သူကခုန်ချထွက်ပြေးခဲ့တယ်။ဒါပေမဲ့သူတို့ကပြန်ဆွဲတင်ဖို့လုပ်တယ်။အဲ့ဒီအချိန်ကျွန်တော်တို့ကဖိပြီးပြစ်တယ်။အဲ့ဒါကြောင့်ဆွဲမတင်တော့ဘဲသူတို့ဘာသာကိုလွတ်ယုံမှောင်ပြီးထွက်ပြေးသွားကြတယ်လို့သူကစပ်ပြောပါတယ်။၆မြင်းနဲ့ပြည်သူကာကွယ်ရေးအဖွဲ့၆ပတ်ကဖောက် Chuck Gorilla Force, Chuck Special Attack Force, မကွေးခရိုင်ပကဖအထူးတက်ခရီးတခွင်းငါးနဲ့ Tiger Fighter Force ပူပေါင်းမဟာမိတ်အဖွဲ့တို့ကကြားဖြတ်တက်ခိုက်ခဲ့တယ်လို့ Chuck ပကဖကနိုဝင်ဘာလ22ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကားပေါ်မှာနိုင်ငံရေးအကျဉ်းသား၅ဦးပါတယ်။ကျန်တဲ့သူတွေကတော့မပြေးရဘူးထင်တယ်သူတို့အကြောင်းမသိရသေးဘူးကျွန်တော်တို့ရဲဘော်မိုးညိုကတော့ခုံချပြီးလွတ်အောင်ထွက်ပြေးလာနိုင်ခဲ့တယ်နှစ်ဖူးမှဒဏ်ရာနဲ့နေရတယ်လို့ကာကွယ်ရဲဘော်တအူးကပြောပါတယ် ကြံတဲ့နိုင်ချင်းလေးဦးကမကွေးထောင်ရောက်သွားပြီလို့လည်းသိရှိရပါတယ်။ရဲဘော်မွညုကိုကြားဖြတ်ကဲထုတ်ခဲ့တဲ့စစ်စီရေးမှာစစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့နဲ့တော်လှန်ရေးတပ်ဖွဲ့တွေပြစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီဘက်ကထိခိုက်သိမ်းဆမှုတွေရှိတယ်လို့ကြားပေမဲ့အသေးစိတ်တော့မသိရှိရသေးပါဘူး။စစ်စီရေးပြုတ်လုခဲ့တဲ့ချက်ရင်းနှံကြောင်းအမတ်တုံးပြည်တော်စုလမ်းပိုက်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကအရေးပေါ်ချင်းနေထုတ်ပြန်ထားပါတယ်။ရဲဘော်မွညုကတော့လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီဖြစ်ပြီးလို့သိရှိရပါတယ်။ လွတ်မြောက်လာတဲ့ရဲဘော်ကတော်လန်ကြီးဆက်လုံမယ်မနာဘူးဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တော်လန်ကြီးမှဆက်လက်တာဝန်ထမ်းဆောင်မယ်ပြောတယ်လို့ကိုဖြိုးထက်နိုင်ကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတာကတော့ကျော်စိုးဦးနဲ့ကျော်မျိုးမင်းတို့ကိုဗိုလ်ချုပ်ဇော်မင်းထွန်းကခေါ်ယူမေးမြန်းပြီးဆုံးမခဲ့ကြောင်းတင်ဆက်ပေးပါမယ်အခုတလောအဘအရန်ဒေါသထွက်နေတယ်မွန်ကြံနေတဲ့စိတ်ကိုအပန်းဖြေအောင်ခྱི་တော်တော်ဝန်ကြီးတွေပြင်ပေးတဲ့အစားအစာရေရေနွေးကအစား စားဖို့တောက်ဖို့အယုံကြည်ဖို့မရှိတော့ဘူးသူတို့နှစ်ယောက်ခေါ်ပြီးမေးမြန်းခိုင်းနေတာမင်းတို့လော်ဘီလုပ်နေတာတွေကငါစိတ်ကိုပြည်သူတွေကိုချပြနေတာနဲ့အတူတူဖြစ်နေပြီကျော်စုံခမရမောတောင်မြို့ကိုပြည်သူကာကွယ်ပြည်သူတပ်မတော်တွေစတဲ့င်းတုံးက AI လို့ပြောပြီးမနေ့ကကြတော့ထိုင်းစစ်တပ်အကူအညီနဲ့ရတာလို့ပြောတယ်ဘယ်ဟာကတရင်အမှန်လဲပြည်သူတွေကဘာကိုယုံရမှာလဲမင်းတို့လော်ဘီလုပ်ခိုင်းတာငါတို့တက်မတော်ကိုအယုံကြည်မရှိအောင်ဖော်လိုက်တာနဲ့တူနေပြီအခုတမျိုးတော်ကြတမျိုးဖြစ်နေတယ် ကျော်မျိုးမင်းခမရကတော့ကျော်စိုးဦးထက်လူလေကြတဲ့အထာလေးကြတယ်။ဒါပေမဲ့နှစ်ဖက်ခြုံပလူပလေလှုပ်တတ်တဲ့ကောင်ခမရကအနီဘတ်တော်သားလားအစိမ့်ဘတ်တော်သားလားမိုးတော်ကြတာနဲ့ပတ်သက်ပြီးခမရပြောတဲ့တက်ကကောင်တွေကစကန်စွန့်ခွာကြလို့ PDF တွေကရသွားတယ်ဆိုတာကိုတော့သဘောတူတယ်။ပြည်သူစစ်တွေတုံဆားလို့မရဘူးထွက်ပြေးမယ်ဆိုတာကြီးပဲခမရနဲ့ကျော်စိုးဦးပဲရှေ့တန်းပို့တော်မယ်မင်းတို့ viewer တွေပြောတဲ့ဟာကိုအဘကိုပြောပြတော့အဘကမင်းတို့ကိုသဘောကျတယ်။ကျော်မျိုးမင်းက လုပ်ပါနဲ့မလုပ်ပါနဲ့ဘိုးချုပ်ကျွန်တော်နောက်မှာကျွန်တော်မိသားစုတွေရှိတယ်ကျွန်တော်သေးလို့မဖြစ်သေးဘူးပြောတော့မင်းအသက်ကိုတော့နှမျောပြီးသူများအသက်ကိုကြတော့တန်ဖိုးမဲ့တယ်ဗောခမရပဲစစ်မှုထမ်းဖို့အမှုပညာရှင်တွေကလမ်းပြရမှာစို့မင်းကတော်တော်လူလဲကြတဲ့နှစ်ဖက်ချုံကောင်းပဲကျော်စိုးကဘိုးချုပ်အကြံဖက်တွေကိုဒီတိုင်းပဲကြည်နေတော့မှလားလို့မိတဲ့အခါမှာငါလာမတ်တမင်းကဘာကိုကြည်ပြီးဒီတိုင်းပဲကြည်တော့မှလားလို့မင်းနေတာလေအဘအာနာထင်းကလေးကဖြိုခဲ့တာမျက်လုံးကန့်နေသလား ငါကောင်တွေတက်သူတို့ကပိုစွန့်နေတာဖိမ့်ပိမ့်ညင်းကျင်တာလားမင်းတို့အဘသားတွေကစစ်ထေးကြတော့မဝင်ရေးကြဘူးဘာကိုတက်မတော်ချစ်တာလဲပါဇက်နဲ့ချစ်လို့မရဘူးအသက်နဲ့ချစ်ရတဲ့တက်မတော်ကိုအသက်နဲ့ချစ်တဲ့သူတွေရှိလို့လားရှိလို့ပေါ့အခုချိန်ထိငါတို့အာနာတီမြဲနေတာအခုလိုပြည်သူစစ်မှုထမ်းတွေလို့ထွက်ပြေးကုန်လာကြမှာကိုစိုးရိမ်နေရတယ်။ဒါကြောင့်စစ်မြေပြင်ကိုအယောက်တရာမှာဆေးရောက်တော့ပဲလွတ်တာသူတို့ကဘယ်တော့မှအညံ့ခံမှာမဟုတ်ဘူး။ ဒီလိုတင်နေပြီးကြတော့လေအဲ့ဒီလောက်သစ္စာခံနိုင်ကြတာကြုံမျိုးမင်းနဲ့ကျွန်တော်ကြတော့တနက်တန်းတောင်ကြောက်နေရတာတက်သေးဝင်ပြီဆိုရင်အမိန့်ကိုနာခံဘာမှပြန်မပြောနဲ့အမိန့်တိုင်းလုပ်မယ်တစ္စာဆိုရတယ်စနစ်တကျမွေးထုတ်ထားတာအဘအာနာထိမ့်မှုကြောင့်ပြည်သူတွေရဲ့ဒေါသကတက်မတော်သားတွေအတွက်ကိုဗစ်ရောဂါလို့မိနေကြတာတက်မတော်သားတယောက်ကသူ့ကိုမွေးတဲ့အဖေနဲ့အမိတောင်တက်မတော်ရဲ့ရန်သူဖြစ်လာပါကတက်ရဲတဲ့စိတ်ကိုမွေးပေးထားပါတယ်တင်းထဲမှာတစ္စာဆိုခိုင်းပြီးသား အဘပြောတယ်လို့မလုပ်ရတာဘာမှမရှိဘူး။ဒါကြောင့်လဲဒီတိုင်းပြည်ကို290ကျော်ကြာစစ်ကြောအောက်မှာပြပြဝင်နေကြတာ။တမတော်ကတော့လူသားချင်းစာနာစိတ်ပြော့ညံ့နေရင်အာနာဆိုတော့ပြည်သူစီမှာရောက်ပြီးတမတော်သားတွေကပြည်သူကျုံဖြစ်သွားကြမှာပေါ့။ဒါဆိုဘာလို့ပြည်သူတမတော်တို့ခေါ်တာလဲ။မခေါ်ပါဘူး။မြမတမတော်လိုပဲခေါ်ပါနဲ့။ပြည်သူလက်အောက်ခံမှာမဟုတ်တာပြည်သူတွေနဲ့ရန်ဖြစ်နေတာ စောက်လုံးကန်းနေသလား။ပြည်သူတမတော်ဆိုတော့ PDF ကိုပြောနေကြတာ။ တက်မတော်ကပြည်သူတွေနဲ့ရန်သူလိုဖြစ်နေတာကြော်မျိုးမင်းနဲ့ကြော်စိုးဦးခမရတို့ကြက်ကြက်တရီထားငါနဲ့စန့်ကျင်ဘက်တရင်တွေမလွင်ကြနဲ့မျက်စိနောက်လာရင်စစ်မှုထမ်းတာပြီးစင့်ပြေပြင်ပို့ပြမယ်မင်းတို့ကတက်မတော်တရင်မှပြန်ကြားရေးဌာနပြောရေးဆိုခွင့်ရှိသူတွေမဟုတ်ဘူးနောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်တပ်လောက်ကန် BGF ကောင်းဆောင်စွန့်ချစ်သူအပြစ်မရှိတဲ့အတွက်ထွက်ပြေးခြင်းမရှိပဲ ရေကုတ်ကမှလည်းကြားဖြန့်တရုတ်တတိမြနေထိုင်ခြင်းမရှိဘူးလို့နိုင်မောင်စောပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အချမ်းပတ်စစ်တပ်လောက်ကနေကြားဆောင်တက် BGF ကောင်းဆောင်စောချစ်သူမှကြားဖြန့်တဲ့ပတ်သက်၍အပြစ်မရှိတဲ့အတွက်ထွက်ပြေးခြင်းမရှိကြောင်း BGF ပြောခွင့်ရနိုင်မောင်စောကထိုင်းတဲ့မီဒီယာများကိုနိုဝင်ဘာလ20ရက်နေ့မှာထုတ်ဖော်ပြောဆိုထားပါတယ်။လက်ရှိရွှေကုတ်ကိုတွင်ကြားဖြန့်တွေကိုဖမ်းဆီးရမှာစစ်တပ်နဲ့အတူ BGF ကပူးပေါင်းဆောင်ရွက်လျက်ရှိပြီးမင်းအောင်လိုင်ရဲ့အမိန့်ကိုခံယူ၍ BGF ကကြားဖြန့်ရှင်းလင်းရေးကိုစစ်တပ်နဲ့အတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းလက်ရှိမှာကရင်လုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးရဲ့စီမံကုတ်ကဲမှုအောက်မှာကြားဖြန့်တွေကိုပိတ်ဆို့ဖမ်းဆီးနေကြောင်း BGF ခေါင်းဆောင်စောချစ်သူနဲ့ပတ်သက်၍ထွက်ပြေးခြင်းမရှိဘဲဘာသာရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့အတွက်မအားမလက်ဖြစ်နေကြောင်းစောချစ်သူမှာဘာအပြစ်မှမရှိကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်ကျွန်တော်တို့အကြီးအကဲကကျွန်တော်တို့အမြင်မှာအများကတော့ဆွဆွဲချက်တွေကအများကြီးရှိတာပေါ့ လက်ရှိကတော့မြေပြင်မှာကကျွန်တော်တို့ဒီစကန်မှာလုပ်ငန်းမှာကိုယ်တိုင်ကိုကြပါဝင်ပတ်သက်ခြင်းတွေလုံးဝမရှိဘူးကျွန်တော်တို့လည်းဒီမြေကြီးပေါ်မှာလာပြီးတော့အဆောက်အုံစောက်တယ်ဒီအဆောက်အုံပေါ်မှာဟိုတယ်စောက်တယ်ဒီဟိုတယ်ထဲမှာဘာလုပ်နေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့သိတဲ့အချိန်မှာလဲအခုလိုပူပေါင်းပြီးစောင့်ရွက်ပြီးဖမ်းဆီးမှုတွေရှိပါတယ်ရှိတဲ့အခါကျတော့ကျွန်တော်တို့အကြီးအကဲမှာဘာပြစ်မှာမရှိဘူးဘာပြစ်မှာမရှိတဲ့အတွက်လဲပြေးဖို့ဘာဖို့လဲမရှိပါဘူးသူ့အလုပ်သူလုပ်နေတယ်သူ့ရဲ့ဒေတာဖွံ့ဖြိုးရေးအလုပ်တွေနဲ့သူမအားလက်ဘူး ကျွန်တော်တို့ကိုညွန်ကြားစရာရှိတာတွေဒီကြဖြင့်တိုက်ဖြတ်ရေးကိုပြက်ပြက်သားသားဆောင်ရွက်ဖို့ညွန်ကြားတယ်ပြီးတော့ကျွန်တော်တို့အကြီးအကဲကသူ့ဟာသူလမ်းဖောက်တယ်ဘာသာရေးအဆောက်အုံတွေစောက်တယ်အဲ့ဒီဘက်တွေတွားကြည့်နေတာရှိတယ်ကျွန်တော်တို့အကြီးအကဲကဘယ်တော့မှမပြေးပါဘူးလို့ BGF နိုင်မောင်စောကပြောဆိုပါတယ်ရင်းပြင်ရွှေကိုကိုအတွင်းမှာကြဖြတ်တရုတ်တတိတွေကို BGF ကတဲထုတ်ပေးနေတဲ့ဆိုတဲ့သတင်းများနဲ့ပတ်သက်ပြီးထိုကဲ့သို့ဖြစ်စဉ်များမရှိကြောင်း တရုတ်တတိတွေကရွှေကုတ်ကူမာမဏိပဲလုံကြုံတဲ့နေရာမှာနေကြကြောင်းတရုတ်တတိများကိုရှေ့ပြောင်းပေးခြင်းမရှိပဲမြန်မာပြည်နယ်ပေါ်တရုတ်များသာပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်တရုတ်တတိတွေကိုကျူရွှေ့ထားတာမရှိပါဘူးကျွန်တော်ခဏခဏပြောမှုတဲ့စကားရှိပါတယ်တတိတွေကကျွန်တော်တို့စီမံမရှိပါဘူးတတိတွေကဒီလိုနေရာတိတိလေးမှာဘာမှစိန်ခံကောင်းစရာလည်းမရှိတဲ့နေရာမှာမရှိပါဘူးသူတို့ကရှင်းရှင်းပြောရင်ကျွန်တော်လေ့လာတဲ့လောက်ဆိုရင်ငွေကြီးလဲချမ်းသာတဲ့သူတွေက လုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးတဲ့နေရာမှာဘယ်တတိမှလည်းမနေပါဘူးဆိုလိုရင်းကရေမီပထဝီဝင်အနေထားရမကောင်းတာလုပ်တဲ့သူကပြေးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့အဲ့ဒီတော့ဆိုလိုချင်တာကကျွန်တော်တို့စီမအဲ့ဒီတတိတွေနဲ့ပတ်သက်ပြီးရွှေပြောင်းတာလုံးဝမရှိပါဘူးဒီကာလတွေမှာမြန်မာနိုင်ငံသားတွေကတရုတ်တွေထွက်ပြေးသွားတာဖြစ်တဲ့အတွက်တချို့အလောက်ကင်တွေမရှိလာတာဖြစ်တဲ့အတွက်ဈေးဆိုင်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့ဟိုတယ်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့ မြန်မာပြည်ပေါ်တရုတ်တွေပဲပြန်နေကြတာတရုတ်တွေကိုပို့ဆောင်ခြင်းလုံးဝမရှိပါဘူးလို့ BGF နိုင်မောင်ဇော်ကဆိုပါတယ်လက်ရှိရွှေကုတ်ကမှစိုက်22နှစ်ကိုဝင်ရောက်စီးနင်းခဲ့ပြီးလူပေါင်း900ကျော်ကိုဖမ်းဆီးကာကွန်ပျူတာ3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုတင်ဆက်ရရှိထားကြောင်းနိုင်မောင်ဇော်ကပြောဆိုထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုကန့်ကွက်ရှုတ်ချရန်ဆိုတဲ့အချက်အပအဝင်မြန်မာအရေးအတွက်အစိုးမူကြံတရက်ကိုကုလသမဂ္ဂမှအတိပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲမှာလူခွန်ရေးချိုးဖောက်မှုများရှိနေခြင်းကြောင့်မြန်မာပြည်သူများပါဝင်စေနိုင်မယ့်အခြေအနေမရှိ၍ကန့်ကွက်ရှုတ်ချရန်ဆိုသောအချက်အပအဝင်မြန်မာအရေးအတွက်အစိုးမူကြံတရက်ကိုကုလသမဂ္ဂမှအတိပြုလိုက်ကြောင်းသိရှိရပါတယ်။ နိုဝင်ဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံတတိယကော်မတီကိုတင်သွင်းလာတဲ့မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနဲ့အခြားလူနည်းစုများရဲ့လူ့အခွင့်အရေးအခြေအနေကောင်းစဉ်နဲ့အဆိုပါမူကြမ်းကိုတက်ရောက်လာတဲ့အဖွဲ့ဝင်နိုင်ငံတွေကမဲမခွဲပဲတူညီဆန္ဒနဲ့အတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။ကုလသမဂ္ဂမှအတည်ပြုလိုက်တဲ့အဆိုမူကြမ်းမှာ မြန်မာစစ်အုပ်စုကပြည်ပကံများမြင့်တက်လာနေတဲ့ကာလမှာအတူအယောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရည်ရွယ်တဲ့အပေါ်အလွန်အမင်းစိုးရိမ်တယ်လို့၎င်းအထူးသဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခြင်းလူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းတို့ကရိုဟင်ဂျာနဲ့အခြားသောလူနည်းစုများအပါအဝင်မြန်မာပြည်သူများအတွက်အတူအယောင်ရွေးကောက်ပွဲမှာပါဝင်စေနိုင်မယ့်အခြေအနေမရှိတဲ့ကဲ့သို့ဘေးကင်းလုံခြုံစွာမေးပေးနိုင်ခွင့်အခွင့်အရေးလည်းရှိနိုင်မှာမဟုတ်ကြောင်းရှင်းမှအခြေခံကျတဲ့အချက်များဖြစ်ပါဝင်တယ်လို့သိရှိရပါတယ် ဒါအပြင်စစ်အုပ်စုမှနိုင်ငံရေးနေမြေအများစုနဲ့နိုင်ငံရေးပါတီများကိုချန်လက်ကအတုအယံရွေးကောက်ပွဲကိုတဖက်သက်စီစဉ်ရန်ကြိုးပမ်းနေတဲ့အပေါ်မှာလည်းအလွန်အမင်းစိုးရိမ်တယ်လို့၎င်းအထူးသဖြင့်2021ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ပေါ်ခဲ့တဲ့မတရားစစ်အာဏာသိမ်းမှုကိုတရားဝင်မှုရှိစေရန်အထူးအယောင်ရွေးကောက်ပွဲကျင်းပမဲ့ပေါ်ကန့်ကွက်ရှုတ်ချတယ်လို့၎င်းထို့သောသောအထူးအယောင်ရွေးကောက်ပွဲဟာလွတ်လပ်၍တရားမျှတမှုရှိနိုင်မှာမဟုတ်ဘူးလို့၎င်းစစ်အုပ်စုမှလေကြောင်းတက်ခိုက်မှုများနဲ့ အယက်သားပြည်သူများကိုတပ်ဖြန့်နေတဲ့ကြားကအတုအယံရွေးကောက်ပွဲကျင်းပခြင်းမှာလွတ်လပ်မျှတ၍အာလုံပါဝင်သောရွေးကောက်ပွဲတက်မှတ်ချက်နဲ့ကိုက်ညီတဲ့အခြေအနေမဟုတ်ဆိုပြီး၎င်းဒါအပြင်အာလုံပါဝင်တဲ့နိုင်ငံရေးတွေးဆဆွေးနွေးမှုမရှိဘဲအတုအယံရွေးကောက်ပွဲကျင်းပမဲ့ပေါ်ကြီးစွာစိုးရိမ်တယ်လို့၎င်းစသဖြင့်ဏိဒတ်စာပိုက်များနဲ့အေးအေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုက်နှစ်နေရာလုံးမှာထည့်သွင်းထားကြောင်းသိရှိရပါတယ်အဆိုပါမူကြမ်းကိုအတိအပြုဆုံးဖြတ်ရမှာ ယခင်နေမြနီတူမဲမခွဲပဲတူညီစန္ဒဖြစ်တာဆုံးဖြတ်ခဲ့ကြောင်းအတီးပြုခဲ့တဲ့အစုပါမူချက်မှာမြန်မာနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာနဲ့အခြားသောလူနည်းစုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစေရင်းနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီလမ်းကြောင်းဘောကိုပြန်လည်ရောက်ရှိသွားနိုင်ရေးရည်ရွယ်ချက်နှမျိုးလုံးအတွက်ဖော်ဆောင်ပြီးတယ်လို့တမ်မကြီးဦးကျော်မိုးထွန်းကရှုမြင်ပြီးအစိုးမူချက်မှာမိမိတို့ရဲ့အဓိကကြသောစိုးရင်ပူပန်ချက်များကိုထည့်သွင်းဖော်ပြထားတဲ့အတွက်လဲကျေးဇူးတင်ပါကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ ရင်ပြင်စစ်အုပ်စုမှကြေးရွာများအောင်နေရအနှက်မီးရှို့ဖျက်ဆီးခြင်းအတင်းအကျပ်နေရဆွန့်ခွာစေခြင်းနဲ့အယတပြည်သူလူထုတရက်လုံးအပေါ်မှာစနစ်တကျအကြောက်တရားရိုက်သွင်းခြင်းစတဲ့လုပ်ရများဖြင့်၎င်းတို့ရဲ့အကြံဖတ်မှုများကိုစူစူရော်ရော်ပြင်းပြင်းထန်ထန်အရှိန်အဟုန်မြင့်တင်လာတဲ့အချက်ကိုအစုံမူကျမ်းမှာမှတ်ကန်စွာထည့်သွင်းဖော်ပြထားကြောင်းမြန်မာနိုင်ငံမှာစီးပွားရေးလဲကြဆင်းဆုပ်ယုပ်နေပြီးလူဦးရေထက်ဝက်ကျော်မှာ စင်ရဲ့နောပမှုတမချက်အောက်ကိုရောက်ရှိနေကတရားဥပဒေစုမှုကြီးကလည်းပြိုလဲနေပြီးအကျင့်ပြတ်ချစားမှုများသောတိုးပွားလာကစေအုပ်စုမှအကျိုးခံစားနေရတဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကကျေပြောသည့်ထက်ကျေပြောနဲ့နေသည့်ထက်နဲ့နေလာနေတယ်လို့တပ်အမတ်ကြီးကထောက်ပြပါတယ်စေအုပ်စုနဲ့၎င်းတို့ရဲ့အဆွေအပွားလက်ဝေခံများအနေနဲ့အွန်လိုင်းလင်းလေခိုင်းများနဲ့လူနဲ့မူရစ်စေဝါကုန်ကူးမှုအပအဝင်နေဆက်ဖြတ်ကျော်မှုကင်းများအတွက် လုံခြုံတဲ့ကိုလုံရရဝန်းများပုံမူကျေပြန့်လာစီရန် ဖန်တီးလုတ်ကင်ပေးလျက်ရှိပါကြောင်းနေဆက်ဖြတ်ကျော်မှုကင်းများရဲ့ကြီးမားသောနောက်ဆက်တွဲစုစုတွေဟာမိမိတို့ရဲ့အင်းကြီးချင်းနိုင်ငံများဒေတာရင်းနဲ့ဒေတာရင်းကိုကြော်လွန်၍အခြားသောနေရာဒေတာများအနှံ့ကိုပါကူးဆက်ပြန့်ပွားကနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးတို့ကိုပင်ချင်းချောက်နေပြီဖြစ်ကြောင်းတမ်မတ်ကြီးကဆက်လက်ပြောဆိုပါတယ် မြန်မာနိုင်ငံနဲ့အခြားသောနေရာများမှာဖြစ်ပေါ်နေတဲ့အွန်လိုင်းလိမ်လည်မှုများနဲ့အခြားသောနေဆက်ဖြတ်ကျော်မှုကိများအပြည့်တိုင်ပပျောက်စေရန်ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းတို့ထံမှညှိနှိုင်းဆောင်ရွက်မှုရှိ၍ပုံမူတည်ရောက်သောလှုပ်ဆောင်ချက်များလိုအပ်နေကြောင်းစေအုပ်စုကတော့၎င်းတို့ကျူးလွန်ခဲ့တဲ့ကြီးလေးသောရာဇဝတ်မှုများအံဖုံးဖိဖျောက်ဖျက်နိုင်ရန်နဲ့တာဝန်ယူမှုတာဝန်ခံမှုတို့မှရှောင်လွှဲနိုင်ရန်အတူယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်လျက်တရားဝင်မှုရရှိနိုင်ရေး မတရားဆက်လက်ကြိုးပမ်းနေကြောင်းတမ်းအမကြီးကအတိပေးပြောဆိုထားပါတယ်စစ်တပ်ကမြန်မာပြည်သူများရဲ့စံတအလင်းမပါဝင်သောမတမာတဲ့လုပ်ငန်းစီကိုနောက်ဆုံးလက်နက်တပွင့်အတုံးချကနိုင်ငံတကာအတိုင်းဝိုင်းတစ်ခုလုံးကိုလှည့်ပြောင်းရန်ကြိုးစားနေကြောင်းပြည်တွင်းမှာနေထိုင်လျက်ရှိတဲ့ပြည်သူများအထူးသဖြင့်အမှုပညာရှင်များအနေနဲ့ဒဇခန့်အဖြစ် PRP ခံရနေပြီးစစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲဆက်ရဝါဒဖြန့်ချီအစီအစဉ်များထဲမှာမျက်နှာပြပေး၍အတုံးခံနေကြရတဲ့အပေါ် ကြေကွဲဝမ်းနေနေရာကြောင်း၎င်းကကုလသမဂ္ဂမှပြောဆိုပါတယ်စေအုပ်စုရဲ့တရားမဝင်မှုအားမြင်သာစီနေတဲ့စာသားများပါဝင်လာတဲ့အပေါ်ကျူးဆိုတဲ့ကြပြိုင်နဲ့စေအုပ်စုစီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲအားပြင်းထန်စွာကန့်ကွက်ပေးချရန်အဖွဲ့ဝင်နိုင်ငံအလုံးကိုတာမကြီးဥကြုံမထွန်းကတိုက်တွန်းတောင်းဆိုလာပြီးမြန်မာပြည်သူများမှမိမိတို့ရဲ့အနာဂတ်အားပြန်လည်ရယူနိုင်ရင်းနဲ့ဒေတာရင်းနဲ့ကမ္ဘာတလုံးအပေါ်အပြုတ်တဘောဆောင်စွာအကျိုးပြုနိုင်မဲ့ငြိမ်းချမ်းသောအလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကြိုးပမ်းမှုမှာနိုင်ငံတကာအတိုင်းအဝန်းကပါဝင်အားဖြင့်ပြီးနိုင်ရန်တာမတ်ကြီးကထပ်လောင်းတောင်းဆိုခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ